ထိလို့မရဘူးအဆန်ဘလို့ရှာမလဲလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တက်လာလို့ဆိုတော့ကောင်းယူမီပုံစံဝင်လာတယ်ဒီနေ့ပြောပြပေးသားမယ့်ကြောင်းရောက wave foo ဆိုတာပါတယ်ဘလိုမျိုးပေါ်ထွက်လာတာလဲဘယ်မှာဖန်တီးတာလဲဘလိုတွေလှုပ်လှုပ်တူတယ်ဆိုတာကိုတစ်ချက်ကြည့်ကြမယ်ခွေ wave foo ဆိုတာပါလဲ wave foo ဆိုတာက ။ဒါကြောင့်2020မှာအီတလီက developer လူနည်းငယ်တွေပေါ့နော်စပြီးတော့မှပြုလုပ်ခဲ့တဲ့ application တစ်ခုဖြစ်ပါတယ်။ဆိုတော့ကအဲ့ဒီမှာကျွန်တော်တို့ကပုံတွေတင်လို့ရမယ်၊ video တွေတင်လို့ရမယ်ပြီးတော့ဟာကျွန်တော်တို့ဒီကျွန်တော်ရဲ့ဘယ်လိုပြောမလဲ content တွေကိုတင်လို့ရမယ်ပေါ့နော်။အဲ့ဒီကနေမှသူတို့က monetization ပေးပြီးတော့မှပတ်စံတွေပြန်ပေးမယ်ပေါ့လေ။အလားတူဒီ Facebook တို့ YouTube တို့ TikTok တို့လိုမျိုးပေါ့နော်။ဒါမဲ့တော့နည်းငယ်တော့ကွဲပြားတယ်။ okay ဒီ wave foo ကဘယ်လိုလုပ်လုပ်တလဲပေါ့เนาะအဲ wave foo မှာကျွန်တော်တို့တွေကကျွန်တော်တို့ရဲ့ဓာတ်ပုံတွေအာဗီဒီယိုတွေ content တွေကိုတင်နိုင်တယ်တပြီးတော့သူကဒီတခြားခြားသော social media နဲ့မတူညီတဲ့အင်္ဂါရဲ့နှစ်ခုရှိအဲ့ဒါကဘာလဲဆိုတော့ဒီ Iceland နဲ့ demonetization ဖြစ်တယ်ပေါ့เนาะ Iceland ဆိုတဲ့ဟာကပဲ social media မှာမကျွန်တော်တို့တခါမှမတွေ့ဘူးသေးဘူးအာဆိုတော့ Iceland ဆိုတာဘာလဲဆိုတော့ပြောပြမယ်ဆိုတော့ Iceland ဆိုတာဘာလဲပေါ့เนาะ ိုင်စလမ်ဆိုတာကကျွန်တော်တို့ကဒီဝါသနာတူရာလူပုဂ္ဂိုလ်တွေကိုတွားပြီးစုထားလို့ရတဲ့ပြောရမယ်ဆိုလို့ရှိရင် group လို့ပုံစံမျိုးပဲ community တခုပေါ့နော်ဆိုတော့အဲ့ဒီဟာကဒီပြောရမယ်ဆို Facebook မှာဆိုလို့ရှိရင် group တွေလိုမျိုးနဲ့တွားပြီးစင်တူတယ်စင်တူတယ် ညာဒါမဲ့အရာကကြတော့ TikTok မှာကျတော့သွားပြီးတော့မရှိဘူးပေါ့နော်ကျွန်တော်ပဲမသုံးတက်လို့လားမသိဘူး TikTok မှာတော့မရှိဘူးလို့ထင်တယ်ဆိုတော့ Iceland ဆိုတာကအရာဖြစ်ပါတယ်ဒါတကယ်လည်းပြောမှဆိုရင်ဒါ community တို့ group တို့တတ်မှတ်နိုင်ရတယ်အဲဒီမှာစားကြချက်ပြုတ်တာတွေဝန္ဒနာပိုင်ဆိုလို့ရှိရင်သူကအဲစားကြချက်ပြုတ်တာတွေတင်တဲ့ Iceland ကိုသွားမယ်အာပြီးတော့ရင်ဒီ Hata video တွေပါကြိုက်တယ်လို့ဆိုလို့ရှိရင် Hata video တွေပါတယ်ရှိတယ် Iceland သွားမယ်ဒါရှင်းပြီဆိုတော့ monetization monetization ကတော့ကျွန်တော်တို့အာ မှတိကျပြသားတယ်ဘယ်လောက်ပေးမယ်ဆိုတဲ့ဟာကိုမရှိဘူးသူဘယ်လိုပြောထားလဲဆိုတော့သူရတဲ့အာဒီ apps တွေကနေရတဲ့ဟာကိုတော့90ရာခိုင်နှုန်းပြန်ပြီးတော့ပေးမယ်လို့တော့ပြောထားတယ်အာ view တွေအာ like တွေပြီးရင်အာ watch hour လို့ဟာမျိုးတွေပြီးတော့လို့ရှင် comment တွေအာပေါ့နော်ဒီဘယ်လောက်ကြည့်လဲဆိုတဲ့ဟာတွေပေါ်မှာအမှုတည်ပြီးတော့မှပတ်စံပေးမယ်လို့ပြောတယ်အဘိဓာရနောက်ထပ်တစ်ခုလုပ်လို့ရသေးတာကကျွန်တော်ကျွန်တော် super like ဆိုပြီးတော့ရှိသေးတယ် super like ကလည်း ေးတော့နေတယ်ဒါပေမဲ့အဲ့ဒီဟာတွေကိုပြန်ပြီးတော့ရောင်းလို့ရတယ်ပြောမှဆိုရင်သူလည်းကျိုးများတချို့တော့တော့ယူတယ်ပေါ့နော်ယူတယ်음ဒါကတော့ကျွန်တော်တို့ဒီ monetization သွားတဲ့ပုံစံဆိုတော့ကအာဒီရင်တော့ကဒီကျွန်တော်တို့ creator လုပ်ပြီးဆိုလို့ရှိရင်အဲ့ဒီ wave form မှာအာ creator လုပ်ပြီးဆိုလို့ရှိရင်ကျွန်တော် view အနည်းဆုံး9000ရှိဖို့လိုအပ်တယ်ဒါပေမဲ့အခု ဒီမှာဒါတော့မလိုအပ်တော့ဘူးပေါ့နော်မလိုအပ်တော့ဘူးကြောင့်လည်းဒါ super line 5ခုရတာပဲဖြစ်စေလို့ရှိရင်အဲ့ဒီမှာ invite link ကနေမှာကိုပေးလိုက်တဲ့ invite link ကနေဝင်လာနေအဲ့လိုရတာမဟုတ်ဘူးနော်ကိုပေးလိုက်တဲ့ invite link ကနေဝင်ပြီးတော့ download ဆိုရင်သူတို့ wave through application ကို download ဆွဲမှကျွန်တော်တွေကရမှာဖြစ်တယ်ဒါကိုနည်းနည်းအာနားနေဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကကြတော့ဒီ15ခုပေါ့နော်15ရောက်ပြည့်ရယ်ဆိုလို့ရှိရင်ကြတော့ creator စပြီးတော့ပွင့်မယ်လို့ပြောတယ် ်အာပြီးတော့လူအများစုသွားလို့ရတဲ့ဒီ super light ကနေမှတစ်ဆင့်အပွင့်နေမယ်ပေါ့နော် super light ကနေပြီးတော့ပွင့်နေမယ်ဆိုတော့อืมဒီကျွန်တော်လည်းအခုဒီ super light ကနေပြီးတော့မှရထားတာရှိတယ်ဆိုတော့0.55ဒေါ်လာထဲနဲ့လောလောဆယ်ရထားလိုက်ပြီ။ဘာလို့ဒါပေမဲ့အာတရင်ညညမှာရတာဆိုတော့อืมထပ်တော့မတည်သေးဘူး။သူကဒီ update ကို update ကိုတော့တရက်တစ်ခါလုပ်ပေးမယ်လို့ပြောတယ်ပေါ့နော်ဒီဘလောက်ထိဝင်နေပြီလဲဘလောက်ထိမဖြစ်နေပြီလဲဆိုတာပြန်ပေးတဲ့ဟာကိုတရက်ကိုတရက်ကိုတစ်ခါပြပေးမယ်ပြောင်း update လုပ်ပေးသွားမယ်ဆိုလို့ပြောထားတယ်အာမိတ်ဆွေတွေ app ထဲမှာလည်းမြင်ရပါလိမ့်မယ်နော်ဆိုတော့ကဒါကကျွန်တော်တို့ဒီ monetization ကိုဘယ်လိုမျိုးပွင့်အောင်လုပ်တယ်လဲဆိုတဲ့ဟာကိုပြောခဲ့တာဖြစ်ပါတယ်โอเคအဲ့တော့ပတ်စံပဲတော့ထုတ်လို့ရပါမယ် ဆိုတော့ကျွန်တော်လည်းတေချာတေချာဒီမှာအခုချိန်မှာဘယ်သူမှတေချာတေချာဒီတေကြီးမတီးထားနိုင်ဘူးအမ်သူရေးထားတဲ့ပုံစံအရဆိုလို့ရှိရင်5ဒေါ်လာနေစပြီးတော့ဝင်ပြီဆိုလို့ရှိရင်5ဒေါ်လာရှိပြီဆိုလို့ရှိရင်စပြီးတော့ထုတ်လို့ရပြီလို့ပြောတယ်ဆိုတော့ဘယ်လိုတွေထုတ်မှလဲပေါ့နော်ဆိုတော့ဘယ်လိုတွေထုတ်မှလဲဆိုတော့ကျွန်တော်တွေက2မျိုးနဲ့ထုတ်လို့ရတယ်ပထမတစ်ခုကပေးပယ်ရနေထုတ်လို့ရတယ်နောက်ထပ်တစ်ခုကကြတော့ဟောကျွန်တော် Binance ကနေထုတ်လို့ရတယ်ဆိုတော့ Binance နဲ့ပေးပယ်နေပဲဟာပို့ပြီးတော့လွယ်လဲဆိုတော့ကျွန်တော် suggestion ပေးရမယ်ဆိုလို့ရှိရင် Binance ကပို့ပြီးတော့လွယ်ပါလိမ့်မယ် PayPal ကအရင်ကြက်ပါတယ်ကျွန်တော်လည်းအခု PayPal account တစ်ဖွင့်ထားတယ်ဒါပေမဲ့음အနယ်လီပြဿနာရှိနေတယ်ပေါ့နော်သူကအပိပယ်ကတကယ်ပြောမယ်ဆိုလို့နိုင်ငံခြား bank account တစ်ခုရှိရဆိုလို့ရှိရင်တော့အဆင်ပြေတယ်။ဥပမာကျွန်တော်လည်းအနည်းဆုံးပြောမယ်ဆိုလို့ရှိရင် Thai bank ပေါ့နော် Thai bank ဆိုလို့ရှိရင်ကျွန်တော် current time မရအောင်နော် PayPal ဖွင့်လို့ရှိရင် current time ဆိုရင်အဲတနေရာမသွားပြီးလဲကြက်နေနေမယ်။ ဆိုတော့ဘာလို့လဲဆိုတော့အဲ့မှာရွေးစရာ quarantine ရှိမနေဘူး။ဒါကြောင့်ဘာတွေရလဲဆိုတော့ဟိုရှိတယ်ဘာကောက်ပန်းရတယ်ပြီးသားပြီဆိုလို့ရှိရင် SCB ရတယ်။အာပြီးသားပြီဆိုလို့ရှိရင်ဘာလဲ음ဒါပါလေဒါ K bank K bank တွေရတယ်။ဘာလာတွေရှိပြီဆိုလို့ရှိရင်တော့ okay ပြီ။ဒါဘာတွေလိုအပ်လဲပေါ့နော်ပေးပယ်ခွင့်မဘာတွေလိုအပ်လဲဆိုလို့ရှိရင်ဒါကျွန်တော်တွေကဒီထိုင်းအကောင့်တစ်ခုရှိရမယ်ကျွန်တော်ကျွန်တော် passport ပါညာပေါ့နော် ICB ဆိုတော့အကဲထားပါတော့ application ပွင့်သွားပြီကျွန်တော်တွေပါပွင့်သွားပြီဆိုတော့ကျွန်တော်တွေကဘာလို့ရအောင်မလဲဆိုတော့က ကျွန်တော်ရဲ့ document တွေကိုတင်ရမယ်ကျွန်တော်ရဲ့ document ဆိုတာကကျွန်တော်တို့ဒီ private license နဲ့ဖြစ်လို့ရတယ်နောက်ပြီးတော့ passport ဟိုအရင်နဲ့ဖြစ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်တခုနောက်ထပ်တခုဒုတိယမြောက်တခုကကျတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ address proof of address ပေါ့နော် address ကျွန်တော်တို့က address ကြီးတိုင်းရိုက်ထည့်လိုက်လို့မရဘူးအာဒီ address ပါတဲ့ program လေအဲ document တခုကိုသူစီတင်ပေးရတယ်အဲ့ဒါမှရတယ် အဲဥမာကျွန်တော်တို့ကဆိုလို့ရှိရင်ကျွန်တော် driver license နောက်မှာပါတဲ့ဟာကိုတင်တာမရဘူးသူကပါတောင်းလဲဆိုတော့ span statement ထည့်ပြီးပို့ပြီးတော့ဆင်ပြေပေါ့နော်အာပြီးတော့ time man တက်ရှိရှိနေပြီးတော့ DM38 ဒါ sorry DM30 DM30 နဲ့ထည့်ပြီးလိုက်တာလည်းလုံးမလုပ်ဘူးဆိုတော့ span statement ဆိုတော့တော်တော်လေးဆင်ပြေတယ်ကျွန်တော်နောက်ထပ်တစ်ခုကတော့အာသူ question အနေငယ်ပေါ့လေအဲ့ question ကဘာမှတော့မဟုတ်ဘူးဆိုတော့ဒီ၃ခုပြည့်သွားရင်ဒါဆို okay နေပြီလို့ပြောလို့ရတယ် အာနောက်တစ်ခုလာမှာကဘာလဲဆိုတော့သူကဒီ ban အဲ့ဒီဒီပေးပယ်ကို ban account တစ်ခုနဲ့ချိန်ခိုင်းနေအဲ့ဒီမှာစာပြီးပြန်လာတတ်တာဆိုတော့ဒါမဲ့တခြားခြားတော့ဒီ bank account bank တို့เนาะ SCB တို့အဲပြီးတော့ဒီ K bank တို့ရှိနေလူတွေကြတော့ okay တယ်အာကျွန်တော်တို့လိုမျိုးဒီ current account တို့ပါလို့ဖွင့်ထားတယ်လို့ဆိုတော့အဆင်ပြေချိန်လို့မရဘူးပေါ့เนาะချိန်ဖို့အတွက်အာ choose လုပ်လို့မရဘူးဖြစ်နေပါမနေဘူးအဲ့ထဲမှာဆိုတော့ကျွန်တော်မှအဲ့ဒီတစ်ခုခတ်နေတယ်ဆိုတော့ Binance နဲ့လုံရင်ပုံမျိုးအဆင်ပြေလိမ့်မယ် Binance က မြန်မာပြည်မှာရှိနေသူတွေဆိုလို့ရှိရင်တော့ PayPal ကိုတုံးဝမစင်စားပါနဲ့မြန်မာပြည်မှာဖွင့်လို့မရပါဘူးဆိုတော့ကဆိုတော့ကအမ်ဒီ Binance ကိုဖွင့်လိုက်ပါ Binance ကိုဖွင့်ပြီးတော့မှ Binance Day အနေမှာအ B2B နဲ့တွားပြီးတော့လဲလို့ရတယ်ဝင်ပြန်ထုတ်လို့ရတယ်ပေါ့နော်ဒါကတော့မြန်မာပြည်မှာလူချို့လူချို့မဟုတ်ပါဘူးတော်တော်များများ Binance account ရှိကြမယ်လို့ထင်တယ်ဆိုတော့လောလောဆယ်အ Payment method ကအဲ့ဒီဟာနှစ်ခုပဲရှိတယ် ဆိုတော့อืมပတ်စံနေဘယ်လိုပေးမလဲဘာညာလဲဆိုတော့သူကတိကျတိကျတဲ့ rule တစ်ခုရှိမနေသေးဘူးဘာလို့လဲဆိုတော့သူက2020မှာမာဒီဥရောပမှာစပြီးတော့လောက်တယ်လောက်ပြီးတော့မှာအမဆန်းတက်ပြီးတော့မာဒီ Asia စီးကွက်ထဲဝင်လာတယ်ပေါ့နော်ဝင်လာတယ်ဝင်လာတဲ့အချိန်မှာလည်းအာဘယ်လိုပုံစံနဲ့လဲဆိုတော့အာပတ်စံအများကြီးပွင့်တယ်ပတ်စံရှာလို့ရတယ်ဆိုတဲ့အာမျိုးဝင်လာတာဖြစ်တဲ့အတွက်သူရဲ့လာမဲ့ရေရှိကဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်မြင်နေတဲ့အနေအထားကတော့လောဆယ်ကတော့ကောက်ရိုးမီပုံစံ ဝင်လာတယ်ဒါပေမဲ့နောက်ပိုင်းမှာသူ software တွေလုံးလို့ရှင်ရင် user တွေပြန်ပြီးတော့ရောက်သွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီပြောမယ်ဆိုလို့ရှင်မိတ်ဆွေတို့ရောအဲ့မှာ new fee ပေါ့နော် facebook လို့ပြောမယ်ဆို new fee နာကပုဆွဲတယ်ပေါ့နော်ကျွန်တော်ကတော့မပုဆွဲမိပါဘူးဘာလို့လဲဆိုတော့အဲ့မှာတင်နေတာက wifi ကနေပတ်စံဘလို့ရှာမလဲဆိုတဲ့ဟာကိုပဲတင်နေကြတာဖြစ်တဲ့အတွက်ကျွန်တော်တော့ဘာမှအတော့ဝင်တဲ့ content တွေပါရှာလို့မတွေ့ဘူးဆိုတဲ့အတွက် ိတ်တုံးမပြူမိဘူးပေါ့နော်ဖွင့်တော့ဖွင့်ရတယ်အကိုဘကလည်းတင်းနေတာရှိရတော့တင်းနေတယ်ဒါပေမဲ့အလားတူစိတ်ဝင်စားမှုမရှိနေဘူးဆိုတော့မိတ်ဆွေတို့ကဘယ်လိုမျိုးမြင်လဲပေါ့နော်ကိုယ်မြင်နေကိုရေးပြတော့ကြပါဦးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်